မာတနိုင်ငံလုံးကလေးတွေကြောင်းထားတယ်ဘာလို့ဖို့ထားတာလဲဆိုတော့ပွဲရအောင်လို့တဲ့သေရောပေါ့ဟင်စာတအောင်ထားရမယ်ပညာတအောင်ထားရမယ်ဟင်အဲ့ဒီပညာကလေးတွေကိုပညာသင်ခိုင်းတယ်တကယ်တော့ကြောင်းပို့တယ်ဆိုတာပညာသင်ခိုင်းတာစာသင်ုံတက်တက်မဟုတ်ဘူးစာတစ်ခုတည်းသင်တာမဟုတ်ဘူးစာတစ်ခုတည်းသင်ပေးအဲ့ကြောင်းပို့ကိုမပို့နဲ့လှုပ်ရှုပ်တယ်ပြဿနာကုန်တယ်ဘုရားစာကိုဟောအောင်မသင်လို့ခက်နေတာပါ နော်ပညာသင်ရတာအဲ့ဒီပညာထဲမှာကြောင်းမှာနော်ရေးထားတာတော့စာကတော့ကြီးကြီးကျယ်ပဲတို့နိုင်ငံကဆောင်ပုတ်တွေနဲ့ပြီးနေတဲ့နိုင်ငံအမျိုးသားစီကံအစစာသင်ကြောင်းကဆိုတော့ကျောင်းသားလောက်စီကံပြက်တာကျောင်းသားပဲရှိတယ်ဟင်လမ်းပေါ်ဆိုင်ကယ်စီးအုပ်ထုပ်မပါတာကျောင်းသားပဲလိုင်စင်မပါတာကျောင်းသားပဲအရွယ်မတိုင်ခင်မစည်းတဲ့အချိန်စီးနေတာလည်းကျောင်းသားပဲ ဒါမိဘအတင်ရကောင်းမှလည်းမသိဘူးဆရာဆရာမအတင်ရကောင်းမှလည်းမသိဘူးအုပ်ချုပ်ရေးအဖွဲ့ရလို့ကြံ့မှန်ရကောင်းမှလည်းမသိဘူးပညာဆိုတာကပညာဘာလို့ဟုတ်တယ်ကပြောသားအခုခင်ဗျားတို့ကပညာလိုအပ်မလို့อ่ะဘာလို့လိုညင်သွားညင်သွားပညာလိုအပ်မလို့อ่ะဘာလို့ဖို့လိုတော့ ပညာရဲ့လုပ်ငန်းစဉ်ကအကောင်းဆိုးအကြောင်းကျိုးအမှန်ဝေဖန်ပိုင်းခြားတာကိုပါခေါ်တော့ပိုင်းခြားပြီးပါလုံးမအောင်အလုံးမျက်စိလဲနေတာထုံပေပေကတ်တတ်တတ်ပေဆုပ်ဆုပ်မှုန်ကုတ်ကုတ်နော်ဒါကြောင့်ဒီတဏ္ဍာန်ကံလုံးဆုပ်ယုပ်ပျက်စီးနေတာအဲ့ဒါပဲဗျပညာအဲ့ဒီအကောင်းဆိုးအကြောင်းကျိုးအမှန်အမှန်ဝေဖန်တတ်သွားရင်တိ့ ကိုကိုကိုတီဆောင်ဟမ်ဘာလို့ ਆ မယ်ကိုကိုကိုတီဆောင်မယ်အခုတရားပညာတွေရရင်လည်းကိုကိုကိုငြိမ်းအေးအောင်နေရအောင်ထိုင်ရအောင်လောက်အောင်လားအေးကလေးတွေပညာသင်ပေးတယ်ဆိုတာအကြီးရွယ်ချက်ကဒါပညာရဲ့အဓိကဘဝတစ်ခုကိုတည်ဆောက်နိုင်မှုအဲ့တော့အနည်းဆုံးနေတတ်ထိုင်တတ်သွားတတ်လာတတ်စားတတ်တောက်တတ်ပြောတတ်ဆိုတတ်လှုပ်တတ်ကြံတတ်ကြံတတ်စီတတ်အဲ့ဒါပညာ အတန်းပြောတာမဟုတ်ဘူးဘယ်နှတန်းအောင်မလဲမေးမနေနဲ့ဟင်နားလပိန်းလုံးတိုင်းပြီပညာဘာလို့သင်မန်းမှမသိဒီပညာတန်ဖို့မရှိတော့ဒီကလေးတယောက်ကိုပြုစုပို့ထောင်နေဆိုတာသားသမီးကိုမိဘကချစ်တယ်ဆိုရင်ဒီသားသမီးဟာသူ့ခြေတော့ပေါ်သူရက်နိုင်အောင် သူ့ကိုကိုထိန်းချောင်းနိုင်အောင်သူ့ဘဝသူ့ကို ရှောက်လန်းနိုင်အောင်လမ်းညွန်ပေးမှမိဘကောင်းလို့ခေါ်တယ်။ဆရာကောင်းဆိုတာတပည့်ကိုကိုခြေတော်ဘောကိုမမရက်ပြီးကိုပညာရက်နဲ့ကိုဘဝကိုအသက်မွေးနိုင်အောင်သင်ပေးနိုင်မှဆရာကောင်းလို့ခေါ်တယ်။အတန်းနေအောင်တာဆရာပြောတာမဟုတ်ဘူး။အခုကပညာကောင်းကောင်းမသိတော့ကလေးကလေးဆိုတာတကယ်တော့သူ့အရွယ်နဲ့သူတကူကူနေလို့ကလေးမွေးတဲ့အခါအားလုံးသိတာပဲမွေးဘူးတဲ့လူတွေတို့ကတော့လူပြိုကြီးမသိပါဘူး။နော်စာဖတ်ဘူးလို့သိတယ်။ နော်ကလေးလေးတွေသူ့အရွယ်နဲ့သူမွေးလာပြီးလေးလနေရင်ဘာလုပ်တာမောက်တာမယ်လေးမောက်6ထိုင်အခါလေလမ်းသွားငါလူပြိုကြီးတောင်သိသေးတယ်ဟမ်လေးလမောက်တာအောင်သင်ပေးရမယ်မမောက်တာအဲ့ကောင်ငတိုးဟမ်6လလေးမောက်6လထိုင်နိုင်ရမယ်အခါလေလမ်းသွားမယ်စကားဆပြောမှာမပြောပါရဲ့အဲကောင်ဒါမှသူ့ဘဝရည်တည်လို့ရမှာဟုတ် နားလဲလားအဲ့ဒီတိုင်းသင်လာခဲ့ရရင်သူ့ရွယ်နဲ့သူထမင်းစားတတ်အောင်ရောမသင်ရဘူးလားအေးအစားစားတတ်အောင်ဝါပြီးခွန်းတယ်နောက်သူ့သူ့လက်နဲ့သူစားတတ်အောင်သင်ပေးရတယ်အဲ့ဒီတိုင်းပဲကြောင်းထားလိုက်တယ်ဆိုတာလည်းဒါပဲသူ့ခြေတော့ပေါ်သူရတည်နိုင်မို့သင်ရတာအဲ့ဒါခမရတို့ကစာသင်ရခြင်းရည်ရွယ်ချက်ကြောင်းထားခြင်းရည်ရွယ်ချက်မသိတော့ဒီကလေးကိုသွားပို့သွားကြိုမူလာထမ်းကလေးလုံလိုက်တာတက်ကတော်အထိမပြီးဘူး အလကားပညာရင်းနဲ့အလကားမိပအွေရောက်တဲ့အထိသူ့ချောက်တော်သူယန္တိနိုင်အောင်မလုပ်ထားတဲ့အတွက်ဒီမိပါသည်ဒီသားသမီးကိုအညွှန်းချိုးပလိုက်တာနဲ့တူတူပဲသူ့ဘဝသူတင်းချောင်းနိုင်ရမယ်အဲ့တော့စာကလေးကမိဘများထိန်ချောင်းမှုဆရာသမားများတင်ချောင်းမှုမမှန်တော့အရွယ်ရောက်တဲ့ကလေးတွေထိန်မရသိမ့်မရဥစဉ်ပြောမကောင်းဆိုမကောင်းပညာတက်အောင်သင်မပေးလိုက်လို့ဟေ့ နင်တို့လိုက်ကြည့်နေရမှာမဟုတ်ဘူးအချိန်ပြည့်တို့16 17တို့ကိုတို့ထိနေရမယ်တို့ဘုရားတို့လမ်းကြောင်းရမယ်ဘယ်ဟာအမှန်ဘယ်ဟာအမှန်တို့သိရမယ်သိအောင်သိမိမှပညာနားလဲဗလားနားလဲပါဘူးသဘောပေါက်ဗလားပေါက်ပါဘူးဥစဉ်ကတော့နည်းနည်းပြောတာမှန်ပါတယ်နော်မမပါလို့လည်းမရဘူးနင်တို့စက်တင်နေငါမအော်လို့မမရဘူးနော်အဲ့တော့အားလုံးခုအစဉ်ပြောတာသဘောပေါက်လားပေါက်ပါ အေးပညာနော်ပညာဆိုတာကိုယ်ဘဝကိုတိဆောက်ဖို့နှစ်လောကကိုအကျိုးပြုဖို့လောကမှာပညာဓာတ်တွေများလာရင်အဲ့ဒီလောကပတ်ဝန်းကျင်ဟာတိုးတက်လာရမယ်ထွန်းကားလာရမယ်ငြိမ်းချမ်းလာရမယ်သာယာလာရမယ်ပြည့်စုံလာရမယ်ခုနင်တို့လွတ်လပ်ရေးရတာနှစ်ပေါင်း80ရှိပြီခုချိန်ဒီလမ်းတောင်မဖြောင်းသေးဘူးဟွန်း ရေမီမစုံသေးဘူးနှစ်90ရှိပြီပညာမဲ့တိုင်းပြီဆိုတော့ဘယ်ရွာမှရေမီဘယ်မြို့မှရေမီမစုံသေးဘူးခုနေတော့ကလေးအောင်တမျိုးနယ်လုံးရေပေးဝေးရေစနစ်ရှိပလားရှိပါဘူးကိုအိမ်ကိုတူကိုကကိုအဆင်ပြေသလိုလုပ်ငတ်တဲ့ကောင်ကိုကငတ်မြို့နယ်အလိုက်နိုင်ငံတိုင်းမှာအခု ဦးဇင်းတို့အမေရိကန်ရောက်တယ်ဩစတြေးလျရောက်တယ်ဘယ်နိုင်ဘယ်အိမ်မှကိုယ်အိမ်ကိုရေတွင်မတူအောင်မြေအောက်ရေကိုအလွတ်မဲ့သုံးဆွဲပိုင်ခွင့်မရှိဘူးမြို့နယ်လုံးသုံးဆွဲတဲ့ရေရွာလုံးသုံးဆွဲတဲ့ရေသူစနစ်နဲ့သူလာတဲ့ဘယ်ပုံပိုင်ဖွင့်တော့လိုက်ဖွင့်တော့လိုက်ရေ pH 7ရေတံမှုဝယ်တော့ဆရာမလို့ခုနေတို့ရေတံမှုဝယ်မတော့ရင်ဒုက္ခရောက်တော့မယ်ဟွန်း နှစ်80ရှိပြီခုချိန်ထိမျိုးတစ်မျိုးကိုမျိုးနဲ့တူအောင်မတိဆောင်းနိုင်သေးဘူးဒါပေမဲ့ဟိုတရဝါတွေကတော့ရေးတော့ရေးသွားတာပဲစံပြမျိုးစံပြရွာဘာစံပြတော့ငါမသိဟမ်မျိုးတစ်မျိုးရဲ့လိုအပ်ချက်ဘာမှမပြည့်စုံသေးဘူးဘာဖြစ်လို့လဲပညာမဲ့နေလို့ဘယ်လိုတိဆောင်းရမှာလဲလမ်းကိုဘယ်လိုလမ်းစနစ်နဲ့ညီအောင်ဘယ်လိုတိဆောင်းမလဲလမ်းတောင်ညီအောင်မခင်းသက်သေးတဲ့လူမျိုး ရှက်စရာကောင်းဘူးမင်းတက်ကြဲ2020ရောက်နေပြီဒီနေ့အထိလမ်းကိုညင်ညာပြန်ပြူအောင်မခိတတ်သေးခင်းတတ်သေးဘူးဘောပါလားကြည်ရောကျင်းတတ်သလားဆောက်လို့ရေးဝင်ကြီးဌာနအရင်ဆုံးဖြုတ်ဖြစ်လိုက်လုပ်ငန်းစစ်ဆေးရေးအဖွဲ့ခဏဖြုတ်စည်ရင်စည်အကုန်ဖြုတ်ပြီးတော့တက်ကပြန်စမှရမှာဒီကောင်းလေးနဲ့ဘလုံးမဖြစ်နိုင်တော့ဟမ်ငါသိသလောက်ပြောရင်ငါလည်းထောင်ထဲထွက်ရမှာမဟုတ် ဘာဖြစ်လို့ပညာနည်းနေလို့တကိုးစီလည်းမတီဆောက်နိုင်ဘူးတရက်ကွက်ကိုလည်းစနစ်တကျမတီဆောက်နိုင်ဘူးရက်ကွက်အုပ်ချုပ်ရေးမှုသာလုပ်နေတာ तू အုပ်ချုပ်ရမယ်တာဝန် तू ရက်ရွာပေါ်မှာ तू ဘာတာဝန်ရှိ तू မသိဘူးအဲ့စင်းတောင်းစားပြီးတော့ဝိုက်ဝိုက်ဖို့လှီးဖို့ဟင်ခိမ့်ဖို့ဟောက်ဖို့ချိမ့်ဖို့ခြောက်ဖို့ဒါပဲတက်ဆိုင်ကောင်းဆိုင်ကောင်းပညာတတ်အုပ်ချုပ်ရေးမှုအုပ်ချုပ်ရေးမှုပညာတတ် သူ့နေရာနဲ့သူ့သူ့ပညာနဲ့သူ့အုပ်ချုပ်မှငြိမ်းချမ်းမယ်တာယာမယ်ရှင်းလားပြည့်ဥစဉ်ပြောတာအလုံးနားလဲပြီလားနားလဲဥပမာဘိတ်ကောင်းလုံးလို့ငါ့ကိုနိုင်ငံကခွင့်ပြုတဲ့ထဲမှာမပါဘူးတရားမဝင်ဓမ္မဂတိကဟုတ်ကလားရတဲ့ကိစ္စမျိုးမသူတော်ကတရားဝင်ခွင့်ပြုရင်ငါလည်းမသူတော်တဲ့ပါသွားမှာသူတို့နဲ့တရားမဝင်လေငါဟာအခုချိန်ဒီဂုံရှိနေလေပဲ ဘောပါလားဦးဇင်းပြောတာသဘောပေါက်လားကျုပ်ဘောကကျုပ်ကသိကျင်တတ်တာမသူတော်တွေနဲ့အတူတူမဖြစ်ရတာကိုကကျင်တတ်နေတာဂုံယူနေတာအဲ့တော့အလုံးပန့်ထပညာဆိုတာတစ်ကိုဘောကကိုတိဆောက်ဖို့အဲ့တော့သားသမီးတွေကိုပညာသင်ပေးတယ်ဆိုတာသူတို့ဘောကဟိုသူတို့ယက်တီနိုင်အောင်လို့မိကောင်းဖခင်ဆိုတာသားသမီးကိုသူ့ခြေတော့ပေါ်သူရက်အောင်ထိန်းချောင်းပေးနိုင်မှမိဘကောင်းအလုံးစုံကိုပေါ်မိနေရင်အဲ့မိဘသည်သားသမီးကိုတတ်ပလိုက်တာနဲ့တူတူပဲ။ ရှင်းလားဆရာကောင်းဆရာသည်မိမိထက်ထူးကျွန်သောထက်မြက်သောလောကကိုအကျိုးပြုနိုင်သောသူ့ဘဝကိုတည်ဆောက်ထိန်းတန်းထိန်းတောင်းနိုင်သောတပည့်ကောင်းကိုမွေးနိုင်မှဆရာကောင်းလို့ခေါ်တယ်ဆရာလောက်မတတ်တဲ့တပည့်တွေကြီးမွေးမွေးထုတ်ပြီးဆရာစားခြံရင်ခြံရင်နဲ့ပညာပဲရောက်တော့မှမသိတော့ဘောပါလားကြည်ရောကျင်းတဲ့သလားဆရာဆိုတာဘယ်လိုမျိုးမှနားမလဲတော့ဆရာသားချာသည်တယ်ကွာ ဆရာခွာရတိုင်းမှာမဟုတ်မဟုတ်ဘူးဆရာထက်ခွာကြည့်အောင်လုပ်ပေးရမှာအဲ့ဒါမှဆရာရှင်းမလားရှင်းပါပါအားလုံးသဘောပေါက်ပြီနော်ကြည့်ခုနပြန်သွား